ရာမနဲ့တပါသူငယ်ချင်းများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်သားပါရစေရှင်။ကျမကတော့ Grade 12 A02 ကကျောင်းသူ5 W A sign O ပဲဖြစ်ပါရဲ့။ဒီနေ့ကျမကြာပန်းပြောသွားမယ့်ခေါင်းစဉ်လေးကတော့ကျမသာနာမည်ကြီးဆိုတော့ဖြစ်ခဲ့သောဆိုရယ်ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့။ Memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ comment like and share ပြုနေလဲဝိရဲ့ပြေဖို့တောင်းဆိုပါရစေရှင်။ ကဲကျမအစမပြောခင်မှာသူငယ်ချင်းတို့ကိုမေးခွန်းလေးတစ်ခုလောက်ဉာဏ်ကြည့်ချင်ပါရဲ့။ဒါလဲဆိုရင်ဒီသက်ရှိလောကမှာလေဝါသနာမရှိတဲ့သူများရှိပါသလားရှင်။ကျမအနေနဲ့ကတော့မရှိဘူးလို့ပဲယူဆချင်ပါရဲ့။မွေးလာတဲ့အချိန်ကစလို့ခေါင်းချတဲ့အချိန်ထိဘယ်ရာကမှစိတ်ဝင်စားမှုမရှိ။ဝါသနာမရှိတဲ့သူဆိုတာမရှိတဲ့လောက်ကိုရှားပါရဲ့။ကိုကိုရိုင်းကဘာကိုဝါသနာပါလဲဆိုတာကိုတေချာမသိကြရပဲရှိမယ်။ ဝန္ဒနာမရှိရသူဆိုတာကတော့လုံးဝလုံးဝမရှိနိုင်ပါဘူးရှင်။တချို့ကြတော့လေကိုဝန္ဒနာပါရကိုအသက်မဝမ်းကြောင်းတစ်ခုအနေနဲ့ဆုံးဖြတ်ပြီးတော့သက်ဆိုင်တဲ့လောကကိုချေဆုံးဖြစ်ပြီးဝတ်သွားကြရတဲ့သူတွေလည်းရှိပါတယ်။သူတို့လည်းပဲကျမကလည်းကျမရဲ့ဝါဒနာကိုအသက်မဝမ်းကြောင်းတစ်ခုအနေနဲ့ပြန်လဲပြစ်ချင်ပါတယ်။ကျမရဲ့ဝါဒနာကတော့ဂီတပါပဲ။ဂီတဆိုတာကျမရဲ့နှလုံးသားထဲမှာအမြဲစင်းညောနေတဲ့အရာတစ်ခုပါ။ဘလတ်တောင်လဲဆိုလို့ရှိရင် ဖိုးငငယ်လေးကလေးကဂီတကိုတော်လေးယူသက်ခဲ့တယ်ပါပါတယ်။ပြောရမယ်ဆိုရင်ကျွန်မဂီတပို့ပါလာတာပေါ့။ကျွန်မဦးလေးအားဆိုရှင်လည်းရွာထဲမှာမက်ဒလင်းလေးတီးပြီးတချင်းလေးဟဲချရဲကာလာတားရဲ့ထဲကနမဲကြီးရဲ့သူတက်ပါပဲ။အစရောအထီးဖြစ်မသွားခဲ့တာကိုတော့ကျွန်မနှမျိုးမိရအမှန်ပါပဲ။ဦးလေးလိုမျိုးပဲကျွန်မကလည်းတချင်းတန်ကြားရင်ကိုလိုက်မစုံအောင်မနေနိုင်တဲ့သူတက်ပါ။ဖြစ်ကိုဖြစ်ရမယ်ဆိုရင်ရည်မှန်းချက်ကျွန်မမှရှိပါရဲ့။ ဝါသနာနဲ့အလုတ်ထပ်တူကြတဲ့အခါမှာဘဝကြီးကပိုပြီးပြောစရာကောင်းတယ်မဟုတ်ဘူးလားရှင်။တခြားနမယ်ကြီးအစိုးရတွေကိုကြည့်ပြီးသဘောကျအားကျမိရကတော့အမှန်ပါပဲ။ကျမဦးလေးရတယ်ကျမကိုမြေတော်မြောက်ပေးပါတယ်။မြမတရိယာတချို့ ਨੇ ဂီတတီတက်အောင်လို့သင်ပေးပြီးတော့ပြန်ပွဲတွေလည်းဝင်ပြိုင်ခိုင်းပါတယ်။ကျမမိဘရဲ့ခမပြူရဲ့ဂျားကနေပြီးတော့ကျမရှေ့ကမမမမရက်တီပြီးသင်ပြအဆုံးမပေးခဲ့လို့ကျမရဲ့မြင်လို့ရအစိုးရဘဝကိုကျမခြေလန်းနေပို့ပြီးနီးလာခဲ့ရဖြစ်ပါတယ်။ ကျွန်မကိုဦးလီအမြဲဆုံးမရဲပြောခဲ့တဲ့စကားတစ်ခွန်းရှိရယ်။အဲ့ဟာကတော့တခါတလေမှတချို့သောကိစ္စတွေကကိုယ်စိတ်ဟာထက်သန်နေပေမဲ့လို့မှန်းချမ်းတဲ့နှမ်းထွက်မကြိုက်တာမျိုးတွေလည်းရှိတတ်တယ်။အဲ့လိုအခါမျိုးမှာလက်လျှော့ဖို့ရောင်ရောင်စင်မကူမိစီနဲ့တမီစိတ်တက်လည်းမကြမိစီနဲ့ကြရှုံခြင်းကအောင်မြင်ခြင်းရဲ့လမ်းစာပဲတဲ့။အဲ့တော့ကျွန်မအားလုံးကိုပြောပြချင်တာတစ်ခုကကျမတို့ကနင်းနင်းညညစူးစမ်းကြရမယ်။ ဒီလေချက်မှုတွေနာခံမှုတွေနာကျင်မှုတွေအားဆိုရှင်အဲ့ဒီကနေပြီးတော့ကျမတို့ရဲ့ပန်းတိုင်အတွက်တလန်းတစ်ခုကျမတို့ကိုယ်တိုင်ဖန်တီးကြမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့လူတိုင်းဟာကိုယ်ဝန္ဒနာပါရအလုပ်ကိုဆက်ရထက်တန်းစွာနဲ့မပုကျွန်တဲ့ခရုငယ်ပုံမြင်သေးကလိုပဲဆွဲမလျှော့တန်းအောင်မြင်တဲ့ဒီစူးစမ်းကြပါလို့တိုက်တွန်းရင်းနဲ့ကျမရဲ့ကြာပန်းစကားပြောခြင်းကိုညီကုန်းချုပ်ပြရစီရှင်ကရုတဆိုင်နဲ့နားထောင်ပြီးကြရတဲ့တူဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်